ကိုယ့်ရဲ့ဖုန်း screen တို့မဟုတ် tablet screen ကိုကွန်ပျူတာ screen ပုံစံပြောင်းကျင်နေဆိုတော့ဒီ hyperdrive application ကိုထည့်ပြီးတော့အသုံးပြုလို့ရတယ်။ software တွေကိုရောက်သွားတဲ့ကိုယ့်ရဲ့ဖုန်းတို့မဟုတ် tablet က window ပုံစံပြောင်းသွားတယ်။ client manager ကလည်းကွန်ပျူတာပုံစံ this pc ဆိုပြီးတော့ပြောင်းသွားတယ်။ notify ဘာမှဆိုလဲ date ဒီအချိန်တွေကိုကွန်ပျူတာလိုမိုးပြပေးထားတယ်။ပြီးတော့ wifi ချိတ်ဆက်တာတွေအလင်းအမောင်းတွေအတန်တိုးလျှော့တွေ battery ပမာဏတွေကိုကွန်ပျူတာပုံစံပြပေးထားတယ်။ Wi-Fi ချိတ်ဆက်မယ်ဆိုရင်လည်းဒီ Wi-Fi icon လေးကိုနှိပ်ပြီးတော့ပုံမှန်အတိုင်းပဲ Wi-Fi လေးချိတ်ဆက်ပြီးတော့အသုံးပြုလို့ရပါတယ်။ပြီးတော့အောက်ပါထဲမှာဆိုရင်လည်းကွန်ပျူတာပုံစံ Windows Search Bar ပြီးထားပြီးတော့အဲ့ဒီ Search Bar မှာကိုဖွင့်ချင်တဲ့ application ရဲ့နာမည်ကိုရိုက်ရှာပြီးတော့ဖွင့်လို့ရပါတယ်။ပြီးတော့အောက်ကဘားထဲမှာဒီ setting ပါတယ်။အဲ့ဒီ setting ပုံစံကလည်းကွန်ပျူတာ window ပုံစံကိုပြောင်းပေးထားတယ်။အဲ့ဒီ setting ထဲမှာဆိုရင်ဒါ bluetooth တွေချိတ်ဆက်တာတွေနောက်ပြီးတော့ application တွေကိုစီမံခန့်ခွဲတာတွေအချိန်နဲ့ ဘာသာစကားတွေနဲ့တခြားသော setting တွေကိုဒီချိန်နဲ့ setting တွေကိုသူက Windows computer ပုံစံကို ပြောင်းပေးထားပါတယ်။ပြီးတော့ application တွေပိတ်တဲ့ပုံစံကလည်း computer မှာပိတ်တဲ့အတိုင်းပဲဒီ crossing ပုံစံလေးကိုနှိပ်ပြီးတော့ပိတ်လို့ရပါတယ်။ပြီးတော့အောက်က Windows ဘာသာရဲ့ setting ရဲ့ပေးက Find Explorer လည်းရှိတယ်။ဒီ Find Explorer လေးကိုဖွင့်လိုက်မယ်ဆိုရင်လေဒီ My computer ထဲကိုရောက်သွားမယ်။ My computer ကကျတော့ကျွန်တော်တို့ဒါ Find ဖုန်းရဲ့ Find Manager နဲ့တူတူပါပဲ။ အရီဖိုင်မန်နေဂျာပုံစံကိုဒါဝင်းဒိုးကွန်ပျူတာပုံစံအင်တာနက်စီဆိုပြီးတော့ပြပေးထားတယ်။ဒီစီတဲကိုဝင်လိုက်မယ်ဆိုရင်ကျွန်တော်တို့ပုံနဲ့မှာရှိတဲ့ဖိုင်နေပေါ်လာမှာဖြစ်ပြီးတော့အရီဖိုင်ပုံစံတွေကလည်းဝင်းဒိုးကွန်ပျူတာမှာရှိတဲ့ဖိုင်ဖိုတာပုံစံလေးတွေကြောင်းနေပါတယ်။ဒီလိုဖိုင်အရောနဲ့မကြည့်တတ်ဘူးဆိုဖိုင်တီးတတ်နဲ့ကြည့်လို့ရတယ်။ဗီဒီယိုဖိုင်တီးတတ်ကြည့်မယ်ဆိုဗီဒီယိုနှိပ်လိုက်ဗီဒီယိုဖိုင်နေရှိတဲ့ဖိုတာတွေတွေ့ရမယ်။ဖိုတိုကြည့်မယ်ဆိုဒီပစ်ချာကိုနှိပ်လိုက်ဒီဖိုတိုရှိတဲ့ဖိုတာတွေတွေ့ရမယ်။ ပြီးတော့ဒီအောက်နာဘားတန်းပေါ်မှာ window icon ပုံစံလေးရှိတယ်အဲ့ဒီကောင်လေးကိုနှိပ်လိုက်မယ်ဆိုရင်အခုနာပုံစံတိုင်းတာ search box လေးပေါ်လာမယ်အဲ့ဒီမှာကိုဖွင့်ခြင်းနဲ့ application ရဲ့နာမည်ကိုရိုက်ရှာပြီးတော့ application ကိုဖွင့်လို့ရတယ် hyperdrive application က android ဖုန်းတွေကို computer window ပုံစံအသုံးပြုလို့ရတဲ့ launcher application တစ်သက်ဖြစ်တယ်ဒီ application လေးက window emulator မဟုတ်တဲ့အတွက် computer application တွေကိုတော့ဖွင့်ပြီးတော့တုံးလို့မရပါဘူး hyperdrive application ကို play store မှာ free download ဆွဲလို့ရပါတယ် ခု phone ရဲ့ Play Store ထဲကိုဝင်ပြီးတော့ Play Store ရဲ့ search box မှာ Hyperdrive ဆိုပြီးတော့ရိုက်ရှာလိုက်ပါမယ်။ Hyperdrive application ကိုတွေ့ပြီဆိုရင် download ဆွဲ install တင်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့ phone မှာ Hyperdrive application ကရောက်ရှိလာပါမယ်။ Hyperdrive application နဲ့ကိုဝင်လိုက်တာဒီ application ကိုအသုံးပြုတဲ့ကြိုဆိုစာလေးကိုတွေ့ရမယ်။အဲ့ဒီကောင်လေးကို OKINS တန်းကိုနှိပ်လိုက်မယ်။ပြီးတော့ဒီဘက်ဘယ်ဘက်တောက်က this PC ကိုနှိပ်လိုက်မယ်ဆိုရင် Hyperdrive application ကကိုယ့်ရဲ့ phone ထဲမှာရှိတဲ့ file တွေကိုအသုံးပြုခွင့်ကိုဖွင့်ပြချက်တောင်းမယ်။ ဒါလေးသူအဲ့ဒါလေးကိုမီးပြာလေးဖွင့်ပေးလိုက်ဒါဆိုရင်တော့ဒီ display PC ကိုနှုတ်နှိပ်ပြီးတော့ဖုန်းထဲက file တွေကိုဒါဖွင့်ကြည့်လို့ရပါတယ်ကိုယ့်ရဲ့ဖုန်းတို့မို့ tablet ကို window computer ပုံစံပြောင်းပြပြီးဆိုရင်တော့ bluetooth keyboard တွေ bluetooth mouse တွေနဲ့ချိတ်ဆက်ပြီးတော့ computer တစ်လုံးကိုအသုံးပြုလို့ရပါတယ်